မကြခင်ချိန်တွင်းမှာရောက်ရှိလာမယ့်9လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးလက်လာပါတိုးပွားစီဘူးအတွက်9လပိုင်းတစ်လလုံး ကဲအထောက်ပံ့ရရှိအောင်ပြုလုပ်လို့ရမယ်ရေဒရာလေးတစ်ခုမျှဝေပေးသွားချင်တာဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ကလွန်ခဲ့တဲ့၄လပိုင်း၃လပိုင်းစသဖြင့်ဒီလိုကာလာလေးဒီမှာကို့အနေနဲ့အခက်အခဲလေးတွေကြုံနေခဲ့ရမယ်အစင်မပြေမှုလေးတွေများဖြစ်ပေါ်နေခဲ့မယ်ဆိုရင်မကြိုင်ချင်းတွေမှာရောက်လာမယ်၅လပိုင်းဆိုရင်ကာလာမှာကံကောင်းမှုတွေရောက်ရှိစေဖို့အတွက်မိမိရဲ့ကံကြမ္မာလေးပုံမှုပြီးတော့မှအစီပြေလာပြီးတော့မှအဲကို့ရဲ့အလုတ်ကိုင်းနေငွေကြေးလက်လာပါတူပေါ်ဖို့အတွက်လေးဒီစသဖြင့်ဒါမျိုးလေးတွေအတွက်ပုံမှုကောင်းမွန်စေရန်အလုတ်ငါရေဒရာလေး ေးကိုပြုတ်လုချင်တယ်ဆိုရင်ကျွန်တော်အခုမျှဝေပေးတော့မယ့်ရေရာလေးကိုပြုတ်လုလို့ရပါတယ်အဓိကမျှဝေချင်တာကတော့ငွေကြေးနဲ့ပတ်သက်တဲ့ရေရာကိုပဲအဓိကမျှဝေချင်တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိရောက်နေတဲ့ကာလဒီမှာငွေကြေးနဲ့ပတ်သက်လို့ဟာလူတိုင်းအတွက်အရေးကြီးဆုံးဖြစ်ပါတယ်အရေးကြီးဆုံးအခန်းကဏ္ဍတတောင်းတနေရာနေပါဝင်နေတာဖြစ်ပါတယ်မိတ်ဆွေကောင်းမလေးနဲ့အဆင်မပြေဘူးလားပတ်ဆက်ရှင်အနေနဲ့များတော့အဆင်ပြေသွားနိုင်တယ်သို့မဟုတ်မိသားစုနဲ့အဆင်မပြေတဲ့ပြဿနာတွေဆိုရင်လေပတ်ဆက်ရှင်အနေနဲ့များဖြေရှင်းလို့ရနိုင်တယ်နောက်ဆုံးကျန်းမာရေးကိစ္စတွေကအစကိုမှပတ်ဆက်ရှိလို့ရှင် ်ပုံမူပြီးတော့မှဖြည့်ရှင်းလို့ရပါတယ်အဆိုလိုချင်တာကတော့အဓိကအရေးကြီးဆုံးကငွေကြီးနဲ့ပတ်သက်တာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဘဝလက်တွေ့ဘဝမှာလက်တွေ့ကြုံတွေ့နေရတဲ့တချို့သောပြဿနာလေးတွေကငွေကြီးအနည်းနဲ့အများပြည့်စုံပြီးတော့ကိုကိုတိုင်းအနည်းနဲ့စီးပွားရေးတိုးတက်လာတဲ့အခါမှာအဲ့ဒီပြဿနာလေးတွေနဲ့ခေါင်းရှုပ်စရာမလိုတော့ဘဲနဲ့အေးအေးဆေးဆေးဖြည့်ရှင်းလို့မရပါဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လက်ရှိရောက်နေကာလာဒီမှာလူအများစုလိုအပ်တာကအလောက်ကန်စီးပွားရေးလေးတိုးတက်ရမယ်လုပ်ငန်းလေးတွေသူကနဲ့သူအဆင်ပြေလေးချောမှုပြီးတော့မှခေါင်းမောရမယ်လုပ်ငန်းရဲ့အရင်တိုးတက်တာမျိုးမဟုတ်ဘူးဆိုရင်တော့ကိုကပုံမှန် န်လေးလဲပတ်ပြီးတော့မှတင့်တော်တဲ့အနေထားမျိုးလေးတစ်ခုဒါကိုယ်အနေနဲ့လုံလောက်တဲ့အနေထားလေးတစ်ခုလောက်ဖြစ်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့အဆင်ပြေတယ်ဟုတ်တယ်မလားမြန်မာလူမျိုးတော်တော်များများကများသောအားဖြင့်ဂျောင်ရဲတင့်တဲ့နိုင်စွမ်းရှိကြတယ်အနည်းနဲ့များရှိတယ် အရင်ချမ်းသာတာမျိုးမဟုတ်ရင်တော့တနေ့တနေ့တနေ့လေးတော့လည်းသူအဆင်ပြေသွားရင်ရပြီဆိုတော့လူတွေကလည်းအများကြီးပဲရှိတယ်ဆိုတော့ဒီလိုမျိုးမိတ်ဆွေတွေအနေနဲ့ငါလာမယ်ဆိုရင်ကာလာမှာကံထောက်ပံ့လေးရရှိစေဖို့ငွေကြေးလက်လာပါတိုးပွားစေဖို့အတွက်လှုပ်လို့ရမယ့်ရည်ရည်ရလေးတစ်ခုအပြောင်းဝေးပြင်တာဖြစ်ပါတယ်ခင်ဗျအဓိကတော့ငါလာပိုင်းအတွက်တလားစာငွေဝင်ရည်ရည်ဖြစ်ပါတယ်ဒီရည်ရည်ကိုလုပ်မယ်ဆိုလို့ရှင်မိတ်ဆွေကိုအချက်နှစ်ချက်သိထားဖို့လိုပါတယ်ဒီရည်ရည်ကငါလာပိုင်းတလားလုံးလှုပ်လို့ရတဲ့ရည်ရည်ဖြစ်တဲ့အတွက်ကြောင့်ငါလာပိုင်းမှာမိတ်ဆွေကိုကြိုက်တဲ့နေ့မှာလှုပ်ငါလာပိုင်းအတွင်းဘယ်နေ့မှမစလို့လှုပ်လို့ရတယ် အကဲရရရာကြိုလုံထားခြင်းနဲ့ဆိုရင်လေအဲဒီ29ရက်နေ့30ရက်နေ့ပေါ့နော်ဒီလိုမျိုးနေ့တွေမှာလေမိတ်ဆွေတို့အနေနဲ့ရရရာလေးကိုကြိုပြီးမှလှုပ်ထားလို့ရတယ်အဓိကကတော့နံပါတ်1တစ်ချက်က9လပိုင်းအတွက်ရရရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုမျှဝေပြီးတော့မှရရရာကို9လပိုင်းအတွက်မှာမိတ်ဆွေတို့ကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်မှာလှုပ်ဒီရရရာလှုပ်လို့ရတယ်အဆင်ပြေတယ်ဟုတ်ပြီနော်နံပါတ်2အနေနဲ့ကကြတော့မိတ်ဆွေတို့ဒီရရရာကိုထက်ခတလေလေးလှုပ်လို့ရတယ်ကိုယ်အနေနဲ့ကပထမတစ်ခေါက်ကျွန်တော်ပြပြပြီးတော့မှရရရာလေးကိုအရင်ဆုံးလေးလှုပ်ကြည့်လိုက် အော်အဆင်ပြေသွားတယ်ဒီရရလေးငါလည်းနည်းနည်းလေးကြိုက်တယ်လို့ခံစားရတယ်ဗျစိတ်ထဲမှာငါဒီရရလေးလိုလိုက်တာနည်းနည်းလေးအဆင်ပြေသွားသလိုပဲဆက်လက်ပြစ်များခံစားနေကြရမယ်ဆိုရင်ဒီရရလေးကိုထက်ခါထက်ခါလေးเนาะကျွန်တော်ဒီမှာလာပြီးမှအခွင့်ခွင့်မတောင်းမနဲ့ကိုယ့်ဘာနဲ့ကိုထက်ခါထက်ခါလေးကိုယ့်ရဲ့စိတ်ဆန္ဒလေးရှိသလောက်ပြန်ပြန်ပြီးတော့မှလှုပ်လို့ရတာဖြစ်ပါတယ်ခင်ဗျအဒီနှစ်ချက်ကိုမိတ်ဆွေအရင်ဆုံးသိထားဖို့လိုအပ်အောင်အရင်ဆုံးလေးပြပြပေးတာဖြစ်ပါတယ်ရရလေးကိုစပြောရမယ်ဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းတွေကကျွန်တော်တို့ဒီလိုမျိုးပကံများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ဒီလိုမျိုးပကံများလေးပေါ့နော် ပကံများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ပကံများကဒီလိုမျိုးပန်းလေးတွေပါလို့ရှိရင်လည်းအဆင်ပြေတယ်ပြဿနာမရှိဘူး ဗလာပေါ့နော်ပကံများဗျောင်ကြီးပဲဖြစ်မယ်ဆိုလို့ရှင်လေຢာလေးပြဿနာမရှိဘူးအဓိကတော့ဒီလိုထမင်းစားတဲ့ပကံများလေးတစ်ချက်ရလို့ရှင်မိတ်ဆွေအဆင်ပြေပါပြီခင်ဗျာပကံများလေးရပြီဆိုတော့ကျွန်တော်ဒီပကံများလေးပေါ်မှာစာလီရေးပေးရမှာဖြစ်ပါတယ်ရှင်ရမယ့်စာကတော့ तू ကဆော့ပင်လေးနဲ့ရင်းရင်းဘောပင်နဲ့ရေးတဲ့ຢာလေးအဓိကတော့ဒီပကံများပေါ်မှာထင်ကြံနေဖို့အဓိကပဲရေးရမယ့်စာလေးကငွေဝင်ပါစေဆိုပြီးစာလီကိုရေးပေးရမှာဖြစ်ပါတယ်ဆိုတော့ပကံများလေးတစ်ချက်ကိုယူလိုက်မယ်ကိုအိမ်မှာပဲကိုရှိတဲ့ပကံများလေးတစ်ချက်ယူလိုက်မယ်ပကံများလေးပေါ်မှာငွေဝင်ပါစေဆိုပြီးမှဆော့ပင်လေးနဲ့စာလီရေးလိုက်မယ် ်ရေးပြီးသွားပြီဆိုရင်အဲ့ပကံများဘောကနေပေါက်ပေါက်ပွေလေးတွေကျွန်တော်ထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျအမြင်သားထင်သားရှိမလားတော့မသိဘူးเนาะကျွန်တော်ကင်ပြပေးထားတယ်ခင်ဗျဒီလိုပုံစံမျိုးလေးဖြစ်ပါတယ်ဒီလိုမျိုးလေးအဲဒီလိုမျိုးအနေထားမျိုးလေးနဲ့ကျွန်တော်ပေါက်ပေါက်ပွေလေးတွေဒါထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျပကံများလေး ကံများလေးပုံမှာငွေဝင်ပါသေးလို့စာလေးရေးလိုက်မယ်ပြီးရနဲ့ပေါက်ပေါက်ပွင့်နေထည့်လိုက်မယ်ပေါက်ပေါက်ပွင့်တော့ပေါက်ပေါက်စုံမဟုတ်ဘူးเนาะမိတ်ဆွေပေါက်ပေါက်အပွင့်နဲ့အစုံနဲ့မားမယ်เนาะစုံဆိုတဲ့သဘောတရားစုံယုတ်သွားတယ်ဆိုတဲ့သဘောတရားဟုတ်တယ်เนาะကျွန်တော်ပြောတဲ့သဘောပေါက်လားเนาะပွင့်ဆိုတဲ့သဘောတရားပွင့်လန်းသွားတယ်ပေါက်ပေါက်ပွင့်ပွင့်လန်းပါစီဆိုတဲ့သဘောတရားယူကျင်တာဖြစ်ပါတယ်ခင်ဗျာเนาะပြီးတော့ရောက်လာတာငားလာပိုင်းပြငားလာပိုင်းမှာနန်းအောင်ဆောင်အောင်ဆိုတာရှိတယ်ငားလာပိုင်းဖြစ်တဲ့အတွက်ကြာလာပိုင်းနဲ့ကြီးဆိုတာကြာလာပိုင်းနဲ့ကြီးပဲပြစ်ဆောင်လိုက် อืมဒါလို့သဘောတရားမျိုးဆိုလို့ကျင်တာเนาะအဲ့တော့ကြောင့်ပေါက်ပေါက်ပွင့်လေးကျွန်တော်ထည့်ပြီးတော့မှဖေးရမှာကတ်လို့ပြီးတော့မှစူတောင်းရတာဖြစ်ပါတယ်ခင်ဗျဒါလေးကကြာတော့ ငါးလပိုင်းအတွက်တလားစာငွေဝင်ရေတွေဖြစ်တဲ့အတွက်ဒီပေါ့ပေါ့ပွင့်ရေတွေကမိတ်ဆွေတို့အလင်းသင်းသင်းလို့လုပ်လို့ရပါတယ်ပေါ့ပေါ့ပွင့်ဆိုတာပုတ်သူတော်မဲ့ပစ္စည်းမျိုးမဟုတ်တဲ့အတွက်ပေါ့ပေါ့ပွင့်ကိုတစ်ခါတည်းလုပ်ပြီးတော့မှတလားလုံးပစ်ထားလိုက်လေပြဿနာမရှိဘူးအစင်ပြေတယ်တပတ်တစ်ခါလောက်ဒီရရလို့လုံးမဲ့ဆရာကြီးလို့ကိုကကြီးမန်းထားတယ်ဆိုလို့ရှင်လည်းလုံလို့ရပါတယ်အဓိကတော့ပေါ့ပေါ့ပွင့်လေးနဲ့ပေါ့နော်ကျွန်တော်ရရချေးရမှာဖြစ်ပါတယ်ငါးလပိုင်းအတွက်တလားစာငွေဝင်ရရလေးကတော့ပေါ့ပေါ့ပွင့်ရရလေးလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ ကိုကနည်းနည်းလေးဒီထက်ပိုကောင်းညင်တယ်ကိုယ့်ရင်ညွန့်ရင်နေဆိုရင်ဗျာဒီပကံများလေးအောက်မှာကိုယ့်ရဲ့တက်ပုံလေးထိုင်ထားပေါ့ဒါလေးဆိုလေကို့လိုညွန့်လို့ရတာပဲလीနော်ပြဿနာမရှိဆိုတော့ပကံများလေးအောက်မှာကိုယ့်ရဲ့တက်ပုံလေးထားအဲပြီးရင်ပကံများလေးတင်လိုက်မယ်ပကံအောက်မှာငွေငွေမာသေးလို့စာလေးရေးထားမယ် ပြီးအပေါ်ပေါက်ပေါက်လေးပွင့်ပေါက်ပေါက်ပွင့်လေးထားထားမယ်အဲဒီလိုပုံစံမျိုးလေးနဲ့ရေတာချေလို့ရတယ်ဘောနော်နေရအနေနဲ့ကကျတော့ကျွန်တော်တို့ဒီဖះเจ้าဆောင်ရဲ့အဲတနေရတနေရလောက်ဖြစ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဗျာကိုအလင်းတဲ့နေရလေးမှာထားဒီရေတရာတွေကကျွန်တော်ကိုယ်တိုင်လက်ရှိလိုက်ပြီးတော့မှပြုမှုပြုလုပ်ထားတယ်ရေတရာတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့စိတ်ချလက်ချကိုကိုယ်တိုင်လိုက်လို့လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးမြတ်တင်ပါတယ်ငားလာပါရဲ့အတွက်တလားဆောင်ဝင်ဝင်ရေတရာလေးကိုလာရောက်ပြီးမှမျှဝေပေးရဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးမြတ်တင်ပါတယ်ခင်ဗျာ